လောင်းအင်းအဝိုင်းလေးကအကောင်လေးကဘာကောင်လေးလို့ထင်ပါသလဲဒီကောင်လေးတွေဟာချက်တွေပါဟုတ်ပါရဲ့တိမ်ငက်တို့စွန့်ရဲတို့ပေါ်တဲ့နေရာတွေမှာချက်တွေကို အခုလိုလောင်းအင်းအဝိုင်းလေးမှာမွေးမြူကြပါရဲ့တန်လောင်းအင်းအဝိုင်းတွေမှာပါရှိပဲနဲ့ချက်တွေကို အခုလိုလွတ်လပ်လပ်မွေးမြူမယ်ဆိုရင်စွန့်ရဲတွေတိမ်ငက်တွေရဲ့တုတ်ချီခံရနိုင်ပါရဲ့ဒါကြောင့်မို့တန်လောင်းအင်းဝိုင်းတွေကိုတီထွင်ပြီးတော့ချက်တွေကိုမွေးကြပါရဲ့အတော်ကောင်းတဲ့အကြံလို့ပြောရပါမယ်ကျက်လောင်အင်ကိုသွားတဲ့လမ်းတစ်လျှောက်မှာလည်းလုံလုံချိုချိုကာယံထားပြီး ကျက်တွေကိုသွာလာနိုင်ဖို့စီမံထားပါရီလမ်းတစ်လျှောက်မှာဒီလိုကာယံထားတဲ့ပုံစံကလည်းစီးစနစ်ကြပါရီဒီလိုကာယံမွေးမြူမယ်ဆိုရင်ရေကူးကန်ရဲ့ဘေးမှာတောင်မှကျက်တွေကိုမွေးမြူနိုင်ပါရီအခုလဲရေကူးကန်ဘေးမှာကျက်ချံဆောက်လုပ်ပြီးတော့ကျက်တွေကိုမွေးမြူထားတာပါကျက်တွေကိုကဲတက်လောင်ပိတ်မထားပဲအခုလိုမျိုးလမ်းချောင်းတွေတတ်မှတ်ကာယံပြီးမွေးမြူကြည့်အောင်ကျက်တွေရဲ့ကျန်းမာရေးအတွက်ပိုကောင်းမွန်စေပါရီ နေရာလဲအတိအကျသတ်မှတ်ထားပြီးတော့မွေးမြူနိုင်တာမလို့ဒီပုံစံနဲ့ကြက်မွေးမြူရတာအတော်အဆင်ပြေလို့ပြောရပါမယ်။ဒီလိုပုံစံနေနေအိမ်မှာကြက်တွေကိုတနိုင်တစ်ပိုင်းမွေးမယ်ဆိုရင်အတော်လေးမိုက်တယ်နော်။တကယ်ချင်းတို့ရောဘလို့ချင်းတယ်လေ။ဒီပုံစံနဲ့ကြက်မွေးဖို့အတွက်စစ်ကူရသွားပြီလားရှင်။